thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဆေးပညာရှင်များအဖွဲ့အစည်းပြီးတော့မှအရေးပေါ်ဆေးရုံဖွင့်ဆေးကုသတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကဆရာဝန်သူနာပြုနေတဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့စိမ့်မာတင်ပါရှာဖွဲ့ကနေပြည်တော်ကလက်ရှိယာယီဆေးကုသရေးဌာနမှာခွဲစိတ်မှုတွေစတင်ဆောင်ရွက်နေပြီလို့ AP 9ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီဘွဲကတဘာဝဝေးတုံ့ပြန်ရေးအထူးဖွဲ့ကအရေးပေါ်ကွင်းပြင်ဆေးရုံတင်ဆောင်နေချိန်မှာဆရာဝန်နေတဲ့သူနာပြုဖွဲ့တစ်ဖွဲ့ကအသက်ကင်းစင်စောင့်ရှောက်မှုပြီးနေတဲ့ ယ်လို့ဆိုပါတယ်။ကရင်60ဆန်စင်းယုံမှအရေးပေါ်ခန်းတက်ခွဲခန်းစီးဆိုင်ရေးပေါ်ကုသရေးယူနစ်နဲ့ခွဲစိတ်မှုဒါဇင်ပေါင်းများစွာနေ့စဉ်လှုပ်ဆောင်နိုင်မဲ့ခွဲစိတ်ခန်းနှကန်တက်ဆင်မယ်လို့ဖော်ပြပါတယ်။ငလင်တန်တင့်သူတရားနီးပါးခွဲစိတ်ဖို့အတွက်စောင့်ဆိုင်နေရလို့လည်းဆိုပါတယ်။စိတ်မာတင်ပါရှာရဲ့ဥက္ကဋ္ဌကကွင်းပြင်စင်းယုံတိဆောင်နေတော့မှခွဲစိတ်မှုလုပ်နိုင်တဲ့အတွက်ဖျားသခင်ကိုချီးကျူးဂုဏ်ပြုပါတယ်။လူနာတိုင်းကိုဖျားသခင်ကချစ်တယ်။သူတို့တယောက်တည်းမဟုတ်ဘူးဆိုတာသိစေချင်တယ်လို့ဆိုပါတယ်။မလ28ရက်နေ့ကပြင်အား9.8ငလင်လှုပ်ခတ်ပြီးရဲ့နောက်ပိုင်းရက်ပိုင်း ိုင်းကြားမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ကအရေးပေါ်ကွင်းစင်စည်းရုံကိုမြန်မာနိုင်ငံကိုပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ငလင်ကျောင်းလူပေါင်း3500ကျော်တင်ဆောင်ပြီးထောင်နေစီတန်ရာရသူပျောက်ဆုံးနေသူတွေရှိတာကြောင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေအလွန်များလိုအပ်နေတယ်လို့ဆိုပါတယ်။949ကုန်တင်လင်းရင်တစဉ်ကရေတန်းစင်စနစ်6ခုပါတဲ့ရေပေါ်ထောက်ပံ့ရေးပစ္စည်းတရလီတန်ကျော်တင်ဆောင်ပြီးအမေရိကန်နိုင်ငံမြောက်ကိုရိုလိုင်းနာပြည်နယ်ကနေထွက်ခွာလာပြီလို့ဆိုပါတယ် စိမ့်မာတင်ပါရှာအဖွဲ့ကလက်ရှိမှာ မြန်မာနိုင်ငံမှာအဖွဲ့ဝင်80ကျော်ရှိပြီးလာမယ့်ရက်ပိုင်းတွင်ပုံမိုးရောက်ရှိလာဖို့မျှော်မှန်းထားရလို့ဆိုပါရယ်နောက်ထပ်တပုတ်အနည်းနဲ့ငလင်ဘေးကူညီတွေစစ်ကောင်စီကိုမပေးအပ်ဖို့ကမ္ဘာလုံးဆိုင်ရာကုလသမဂ္ဂများအဖွဲ့တောင်းဆိုနေကြောင်းတင်ဆက်ပေးပါမယ်ကုလသမဂ္ဂအာဆီယံနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့ငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေကိုစစ်ကောင်စီကိုမပေးအပ်ပေးမြန်မာပြည်သူတွေထံတိုင်းရရောက်ရှိစေဖို့ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများကောင်စီ CGU ကတောင်းဆိုလိုက်ပါတယ်မကြသေးမီပြင်အား9.8ငလင်းလောက်ခတ်ပြီးရနောက်စကောင်စီကကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုတွေဦးစားပေးလှုံ့ဆော်ရမယ့်အစား6ဥဖြူနဲ့နောက်ချိုပါဝင်ရက်သားပြည်သူတွေကိုလေကြောင်းကပုံကျဲတိုက်ခိုက်ခဲ့တဲ့လုံရက်ကလူအသက်နဲ့ဂုဏ်သိက္ခာကိုပြောင်ပြောင်တင်းတင်းလေးလူရှူထားခြင်းကိုထင်ရှားစေတယ်လို့ AP9 ရက်နေ့မှာထုတ်ပြန်ကြမှာပါရှိပါတယ်မြမသမိုင်းမှာဆင်အစိုးရကလူသားချင်းစာနာမှုအကူအညီတွေကိုနိုင်ငံရေးနဲ့စည်ရေးလက်နက်ဖြင့်အသုံးပြုခဲ့တဲ့တာဒကတွေများစွာရှိခဲ့ကြောင်းအသ က်ရှင်ချန်နေသူတွေအတွက်ရည်ရွယ်တဲ့အကူအညီတွေဟာစစ်အစိုးရအမျက်အစွန်အတွက်အကြိမ်ကြိမ်လမ်းကြောင်းပြောင်းကာကန့်သက်တာတွေကြိုးကင်ချေလဲခဲ့တာတွေကြောင့်အသက်တည်ဆုံးရတဲ့အရေးအတွက်ဒူးလာခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာလုံးဆိုင်ရာတမကဖွဲ့ဝင်အနေနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီအလုံးကိုအမျိုးသားညီညွတ်ရေးဆိုရာ NUG တိုင်းရင်းသားဖွဲ့စည်းတွေအလုပ်သားတမကဖွဲ့ချုပ် CDUN ယုံကြည်စိတ်ချရတဲ့ဒေသခံရပ်ဖက်ဖွဲ့စည်းတွေနဲ့ရဲရွာအတိုင်းဝန်ဖွဲ့တွေကတက်ဆင်းတီးတန့်ပေးဖို့ကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝန်ကိုအရေးတကြီးတောင်းဆိုလိုက်ကြောင်းထုတ်ပြန်ကြ ချက်မှာဖော်ပြပါတယ်။ ဒါအပြင်အရက်သားတွေနဲ့အရက်ဖတ်အခြေခံအဆောင်တွေပေါ်စင်အာနာရှင်တွေရဲ့အစဉ်ကျင်မဲ့လေကြောင်းကပုံကျဲတိုက်ခိုက်မှုတွေကိုရှုတ်ချပြီးစစ်အစိုးရကိုရှေရှေတည်တန်းနဲ့အပြစ်ခတ်ရဲစိတောင်းဆိုဖို့လဲဒီဘွဲကတိုက်တွန်းပါတယ်စစ်ကောင်စီကိုလက်နက်နဲ့ပစ္စည်းကိရိယာတွေထောက်ပံ့တာတွေချက်ချင်းရဆိုင်ဖို့ရုရှားတရုတ်နဲ့အိန္ဒိယအစိုးရတွေကိုတိုက်တွန်းပေးဖို့နဲ့နိုင်ငံဆောင်ကစီးပွားရေးလုပ်ငန်းစုတွေအနေနဲ့မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေအားလုံးကိုချက်ချင်းရပစ်ဖို့နဲ့စစ်ကောင်စီနဲ့တိုက်ရိုက်ဖြစ်စေတွေ့ဝိုက်ပြီးဖြစ်စေအကျိုးမြတ်ရယူတာတွေမလုပ်ဖို့လဲတောင်းဆိုထားပါတယ်နောက်ထပ် န်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြုပွဲပြုလုပ်ခဲ့ပြီးရှင်လောင်းတုံးလင်းငွေကျပ်တသိန်းပေးမယ်လို့ဆိုခဲ့တော်လဲတပြားတစ်ချက်မှမရလို့မိဘတွေပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြုပွဲကိုအေပီလာနေ့ရက်နေ့ကပြုလုပ်ခဲ့ပြီးရှင်လောင်းတုံးလင်းငွေကျပ်တသိန်းပေးမယ်လို့ကတိပေးခဲ့တော်လဲလက်တွေမှာတပြားတစ်ချက်မှမပေးကြောင်းရှင်လောင်းနေရဲ့မိဘတို့ကသတင်းဌာနကိုပြောပါရယ်။အေပီလာနေ့ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုင်မိသားစုအလူအဖြစ်ရ ှင်လောင်9500ရှင်ပြုတ်ပွဲကိုရန်ကုန်မှာပြုလုပ်ခဲ့ကြောင်းရှင်လောင်များဖြင့်ရန်ကုန်တိုင်းတတိုင်းလုံးရှိအခြေခံပညာကျောင်းများမှကျောင်းသားများကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားတွေကိုကိုရင်ပြင်းသင်ကန်းစီပြီးကျောင်းသင်ကန်းစီပြီးရမှာသင်ကန်းစီဖို့ကုန်ကြစေပြီးရှင်လောင်တအုပ်လေးငွေကြက်တသိန်းပေးမယ်လို့မင်းအောင်လိုက်မိသားစုပြောဆိုခဲ့တော်လဲလက်တွေမှာကိုစည်းရင်နဲ့ကိုသင်ကန်းစီရတဲ့အပြင်ငွေကြက်တသိန်းလည်းမရရှိတဲ့ကြောင်းအဆိုပါရှင်ပြုတ်ပွဲကိုတဲဖြူဖုန်ကြီးကဦးဆောင်ခါတော်ပြီးကျောင်းတည်ရပါတယ်ကျောင်းတစ်ကျောင်းမှာကျောင်းသား25ကိုမဲပေါက်ပြီးရွေးတဲ့ ဲ့ရှင်ပြုပွဲအတွက်အုပ်ကြီးတွေနဲ့အကြောင်းကြီးတွေရန်ကုန်တိုင်းတိုင်းလုံးမှာခေါ်တာမဲပေါတင်ရှင်လောင်းကလေးမိသားစုတွေကိုရှင်ပြုစရေးပြည့်ကြံ့ငွေတသိန်းပေးတယ်။သင်ငန်းတွေဘာတွေကိုဝင်ကြီးချုပ်မိသားစုမရောက်နိုင်မိသားစုကအကုန်ကြခံပြီးမယ်ပြောတယ်။ဒါပေမဲ့ရှင်ပြုပွဲသာပြီးသွားတယ်ငွေတသိန်းလည်းမရဘူး။ကိုယ်ကလေးအတွက်သင်ငန်းစိတ်ကစားကိုဟါကိုအကုန်ဝယ်ရတယ်။ကိုပစက်ကိုပဲတုံးရတယ်ငွေတသိန်းမရတဲ့ပြင်လမ်းစိတ်ဆုံးလူပန်းဖြစ်သွားတယ်လို့ရှင်လောင်းတအုပ်ရဲ့မိဘကသတင်းဌာနကိုပြောပါရယ်။ မလ28ရက်နေ့သကိုင်းငလင်ကြီးလောက်ခတ်ပြီးလူသေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တော့လေမင်းရောင်လိုက်မိသားစုက AP နေရက်နေ့ရှင်လောင်း9500ရှင်ပြုတ်ပွဲအလူကိုမဖြတ်ပဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစေခဲ့ကြောင်း အေဒီလာနှစ်ရက်နေရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စူပေါင်းရှင်ပြုတ်ပွဲနဲ့လှည့်လည်ပွဲကိုမြို့နယ်ထွေအုပ်တေကတက်ရောက်ခွင့်ရခဲ့ပြီးရွှေတကုံစီတီတော်မှာလှည့်လည်ပွဲတွေကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါ့ပြင်ငလင်တန်တင့်နေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြုတ်ပွဲနဲ့ပတ်သက်ပြီးအဝေးဘက်ကန်ရမှာဆိုတာကြောင့်တရင်ထုတ်ပြန်ခြင်းမပြုခဲ့ကြောင်းသိရပါတယ်။ဆလပီစကိုင်းငလင်ကြောင်းအင်းဝမြို့ဟောင်းရဲ့ရေနန်းဆောင်တွေ့ရှိရလို့စကောင်စီကသတင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းကလေးချောင်းရတနာပူရအင်းဝမြို့ဟောင်းရဲ့ရှင်နန်းဆောင်တစ်ခုကိုတွေ့ရှိရကြောင်းစစ်ကောင်စီရဲ့ရှင်ဟောင်းသူတေသနာနဲ့မြို့သားပြတိုင်းဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။မန္တလေးတိုင်းဒေသကြီးတတဦးမြို့နယ်ရတနာပူရအင်းဝမြို့ဟောင်းစီတူပုံမြို့ရိုးရဲ့အပြင်ပန်းအရှိမြောက်တောင်မှာကုန်းမောင်ခေဦးဆင်ပြူရှင်မင်းနဲ့စကိုင်းမင်းတို့လက်ထက်တိစောက်ခဲ့တဲ့ရှင်နန်းတော်ဆိုတာကလက်ဝဲနော်ရဲ့ထမရဲ့ပရပိုက်ပုံမှာတွေ့ရှိရကြောင်းယခုတွေ့ရှိရတဲ့အစအုံရဲ့တောင်ပတ်ရှိတရက်ကင်းလှေကအစိပ်ပိုင်းတွေကို၂၀၀၉ခုနှစ်မှာဒေသခံတွေအုပ်ဖုံလုပ်ငန်းဆောင်ရွက်ရမှာ စတင်တွေ့ရှိခဲ့တဲ့အတွက်ရှီဟောင်းသူတေသနာနဲ့အမျိုးသားပြတဲ့ဦးစီးဌာနကထိန်းသိမ်းထားရှိပြီးမလ28ရက်မှာလုတ်ခတ်ခဲ့တဲ့ပြင်းထန်ကြီးမားတဲ့ငလင်ချင်းကြောင့်ရခင်တွေ့ရှိထားတဲ့လေကားကုန်နဲ့ဆက်ဆက်ကြီးရဲ့ရှင်ကျင်းမှုအမွေနှစ်တွေကိုအကွဲကြောင်းနေကြမှာထပ်မံတွေ့ရှိလာကြောင်းသိရပါဗျ။ ဒါကြောင့်အပီလာ6ရက်ကစတင်ပြီးရှင်းဟောင်းသူတေသနာနဲ့မျိုးသားပြနိုင်ဦးစီးဌာနမန္တလေးဌာနကဇာတ်သက်ဒူပေါ်ကရာမှာအရှိတ်တည်ရကင်းလှေကားရင်တည်ရကင်းပေါ်မြောက်ဘက်လက်တန်နဲ့စင်ကတ်အုပ်တို့ကိုဒူဖို့တွေ့ရှိခဲ့ပြီးပနတ်အုပ်ကုံအလျားဆယ်ပေ6လက်မှာအနက်3ပေ10လက်မှာအုတ်ခံထောင်ကျိုး2ပေ6လက်မှာအုတ်ခုံမလေကားအထွတ်ခိုနန်းကျိုး18လက်မှာ လက်ယုံတောင်ချိုရှင်လက်မခိုနန်းချုံမသိရကင်းအစုံစက်တမိန်လေးလက်မတို့ကိုတူဖို့တွေ့ရှိထားပြီးဆက်လက်တူဖို့သူတည်တနာပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ လက်တလောစမ်းသက်တူဖို့တွေးရှိချက်တွင်ရပရပိုင်ပုံဆွဲရမှာတွေးရှိရတဲ့ရှင်နန်းတော်ကဲတိုအဆောင်များစွာပါဝင်နေကြီးမားတဲ့အဆောင်မျိုးမဟုတ်နိုင်ကြောင်းအလျားပေ200မှ950နဲ့အနံပေ200ကတစ်သားတိုင်းနေနဲ့တည်ရကင်းလေကားကုန်ကိုတွဲဆက်တိစောက်ထားတဲ့အဆောင်မျိုးဖြစ်နိုင်ကြောင်းအနီးဆက်ဆောင်တိုင်းရှင်ရမှာအင်းဝဘားခင်ရတစ်တားကြောင်းမန္တလေးမြို့ရှိရွှေနန်းတော်ကျောင်းများကဲ့သို့တည်ရကင်းလေကားရှိခုမှ19ထပ်ပါရှိနိုင်တဲ့အဆောင်မျိုးဖြစ်နိုင်ကြောင်းရှင်ဟောင်းမြမမြများအတုံးပြုခဲ့တဲ့ရှင်နဲ့သက်ဆိုင်တဲ့ပွဲလန်းသပင်ကဏ္ဍတွေမှာကျင်းပတာကိုကြည့်ရှုရမှာအတုံးပြုတဲ့ အဆောင်မျိုးပို့လို့ဖြစ်နိုင်ကြောင်းရေနန်းတော်ဒါရှင်နန်းဆောင်လို့သာတုံးတုံးတင်ကြောင်းအထုံအားဖြင့်ပရပိုင်မှာပါရှိရင်ရေနန်းတော်ကဲ့သို့ကြီးကျယ်တဲ့အဆောင်ခန်းများပါဝင်တဲ့အဆောင်မျိုးဖြစ်နိုင်ကြောင်းကိုကနအုပ်လေးလာတွေ့ရှိရကြောင်းသတင်းဒီမှာထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနအနေနဲ့မြမရှေးဟောင်းရှင်ချင်းမှုအမွေအနှစ်တွေကိုအစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရာရခုငလင်ကြီးကြောင့်ထွက်ပေါ်လာတဲ့အင်းဝခင်ရင်ချင်းမှုအဆောင်အမွေအနှစ်ကိုစနစ်တကျဖော်ထုတ်သွားမှာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။